အောက်တိုဘာ18ရက်နေ့တောက်ကြနေ့အာယုံဥစည်စဉ်အစပြုဖို့ပဏာမကျမ်းတစ်ပုဒ်ကိုဖတ်ပေးပါမယ်။မလခိအနာဂတိကျမ်းအခန်းကြီး1အငယ်6တစ်ပုဒ်ဖြစ်ပါတယ်။မလခိအနာဂတိကျမ်းအခန်းကြီး1အငယ်6တစ်ပုဒ်ဖြစ်ပါတယ်။သားဒီအဘကိုယူတည်တည်းဤကျွံဒီလဲတခင်ကိုကြောက်ရွံ့တည်းဤငါဒီအဘမှန်တည်း ငါကူအဘေသူယုတ်တနီတခင်မလင်အဘေသူကြောက်ရွံ့တနီဟု ကောင်းကင်ဘူကြီးအရှင်သာရဖျားသည်နာမတော်ကိုမထိမမင်ပြုတော်ယစ်ပရဟိတ်တူအားမေးတော်ဤစွတောင်းကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖတ်မြတ်စွာသောဖျားခင်ယနေ့နာနဲ့အစီစဉ်အစလေဆုံးသူမှာစလုံးတန်ရှင်သောဝိညာဉ်တော်သည်ကျွန်တော်အား ်ဆုံးမတုန်တင်လမ်းပြပေးပါမည်အကြောင်းလက်လျှောက်နိုင်မှုကောင်းကြီးပေးပါမည်အကြောင်းမနေ့ယနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်နေမှု၍ကျွန်ုပ်တို့ကိုခွန်အားနှင့်ပြည့်စုံစေသောခရစ်တော်အားဖြင့်အရာခတ်သိမ်းကိုတတ်နိုင်ဖို့ရန်ကျွန်ုပ်ကို အမြဲတမ်းအပြည့်ပေးလျက်ရှိသောကယ်တင်မရှင်တခင်ခရစ်တော်ရဲ့မြတ်သောနာမနဲ့ယုံကြည်စွာကြည်စုတဲ့အပေါင်းကိုချီးမွမ်းလျက်ဤနေ့နာနေ့အစီအစဉ်ကိုအရှင်ဖျားလက်တော်ထဲသို့ကျွန်တော်အားလုံး သဘောတူလျက်ဆုတောင်းဆက်ကအနန္ကြပါလေဖဖျာအာမင်ဓမ္မတချင်အမှတ်332နိုင်ငံတော်ကိုတခင်အကျွန်ုပ်ချစ်ပါ၏အသွေးတော်နှင့်ဝေသောကျန်စုဝေတဲ့အသင်းတော်ထံမှာကိုတော့ကိုတော့အိမ်တော်မှာကိုတော့ကျင်းဝပြီးတော့ဆုတောင်းတာကိုနားထောင်နေသောကြောင့်အတူတကပထနာပြုလေကိုတော့ကိုချီးမွမ်းတဲ့အနေနဲ့ တီးစုချီးမွမ်းကြပါစို့ta uh -huh. ောင်းရာကသခင်ယေရှုကိုကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကိုကျွန်တော်ဘလောက်များအယုဒိပြုနေကြပြီလေ။တမန်ကျမ်းသာကဓမ္မဟောင်းကျမ်းမှာနောက်ဆုံးကျမ်းမှာရေးထားတာဘာကြောင့်လဲဆိုနှစ်ပေါင်း400ဘုရားသခင်ရဲ့အမှုတော်ဆောင်နေရဘုရားသခင်မယုံမသိပြုသောကြောင့် ဘုရားခင်ရဲ့ဘာမှပြန်တိတ်တာမလာတော့ဘူးနှစ်ပေါင်း400ကတမန်က dark age အမှောင်ကာလလို့ပြောတယ်နှုတ်ကပတ်တော်အလင်းမရောက်တော့ဘူးလူတွေကဘာကြောင့်လဲဆိုရင်အဲ့ဒီမှာဘုရားခင်ကိုမထင်မင်းပြူတယ်ရစ်ပရောဟိတ်တွေကမယုံမသေးလောက်ကြတယ်ဒါကြောင့်ကောင်းကင်ဘုံနဲ့ဘုရားခင်တင်ပေးတဲ့အခါမှာအဆက်မှာဖြစ်တော့ကြောင်းကောင်းကင်ဘုံနဲ့ရှိတမှုသောကျွန်တော်အဖကျွန်တော်အဖေကိုယူသည်လင်းမြခြင်းရှိပါစေ ဖះကိုယူသေးဖို့အမှန်အရေးကြီးပါလေကျွန်တော်ကလေးတို့ကြာငင်းပြုတ်ပါလေသူတို့ခစ်စကားနဲ့ပေါ့လေမင်းတို့အဖေအမေကိုမယူမသေးလေကိစ္စမရှိဘူးဖះရောမယူမသေးဘူးမလုပ်နဲ့တော့ဖះကိုမယူမသေးကြိတ်ကြောက်ဖို့ကောင်းနေမချီးမမင်းပြည့်ရင်ကိုမခံဘူးဒီဖះကတော့ဖះကိုယူသေးဖို့အမှန်အရေးကြီးတယ်ဘာကြောင့်လဲဆိုရင်ဖះသခင်ဒီဘုံတကူနဲ့ပြည့်စုံလေတန့်ရှင်းယုံနေမှာက တဦးချင်းကိုချစ်တဲ့ဖခင်ဖြစ်ကြောင်းပေါ်လွင်နေသောကြောင့်ဖြစ်တယ်။ဒါတဦးချင်းကယူဒီမဂျန်နီလူရဲ့အားလုံးယူဒီလာမယ်။တင်းအုံမြတ်ကယူဒီမယ်။မိခင်ဖခင်ကယူဒီရင်သားသမီးတွေလည်းဖခင်ကိုယူဒီကြောက်ရွံ့လာလိမ့်မယ်။ဒါကြောင့်ပထနာတို့ရဲ့ပထမဆုံးဆုတောင်းတဲ့စာကြောင်းလေးကဖခင်ကိုချီးမွမ်းပြီးတော့ဖခင်ရဲ့နာမတော်ကို ယုဒီချင်းပြုတ်ဖို့အထူးကျွန်တော်တို့နှိုးဆိုတဲ့ဓမ္မကကျွန်တော်စက္ကအတ္တံဖို့စစချင်းမှာအမှန်တအရေးကြီးတဲ့နှုတ်ဘတော်လေးဖြစ်ပါတယ်။ဖျားခင်ရဲ့နာမတော်ကိုယုဒီလင်းမြတ်စွာအသုံးပြုရန်တတိထားခြင်းအားဖြင့်ဖျားခင်နာမတော်ကိုယုဒီလင်းမြတ်နေပါလေ။နာမတော်ကိုအလဲသုံးစားမလုပ်ဖို့ နာမတော်ကိုမှုတာနဲ့ဆိုင်ရမသုံးဖို့အင်မတန်အရေးကြီးတယ်ဒီခါကျရင်ကျွန်တော်လူတယောက်ကိုဒီအဲ့ဒီလူတယောက်ရဲ့နာမည်နဲ့လူတယောက်ပြောရမှာမဟုတ်ဘဲနဲ့အခွင့်အရေးတွေယူလုပ်သွားတယ်အများကြီးတော့ရှိတယ်။တော့ဒါလည်းလေကျွန်တော်တို့အာနာရှိတဲ့လူတွေခံစားရတယ်အတင်းတော်မှာခံစားရတယ်အိမ်တော်တွေမှာခံစားရတယ်။တော့အိမ်တော်တွေမှာလာပြီးတော့ကုညီလူရလဲနာမည်တခုအမေနာမည်အဖေနာမည်အသုံးပြုပြီးတော့လှုပ်လှုပ်သွားတာကျွန်တော်အများကြီးတွေ့တယ် ။ဒါအဲ့ဒါတွေကိုကျွန်တော်တတိချဖို့အမှန်တရားကြီးတယ်။ဘာကြောင့်လဲသူတို့ကတဲဝိုက်တဲ့နီးနဲ့ကျွန်တော်တို့မယုံမသေးပြအောင်လုခိုင်းလိုက်တဲ့သဘောမျိုး။ဒါကြောင့်အိမ်မှာပတ်စံတွေဟူထားတိထားလို့ကျွန်တော်အမြင်ပြောပါရတယ်။နော်။ကြွေရမအလွယ်ရရင်တခုဖြစ်သွားနိုင်တယ်။ကျွန်တော်အဲ့လိုမဖြစ်စီဘူး။ကျွန်တော်တို့ရဲ့ခင်တဲ့လူတွေကိုကျွန်တော်နာမည်ကိုအရေးသုံးဆောင်မလုပ်ဖို့အမှန်တရားအရေးကြီးတယ်အဲ့လိုလုတ်သွားတာကြီးကျွန်တော်အများကြီးကြုံတွေ့ရတယ်နော်နာမည်နဲ့ခုလုံးလုတ်သွားတာကြီ ဒါလို့မလုပ်ဘူးအမှန်အရေးကြီးတယ်ဇနီးမောင်နောက်မနေ့နှစ်ယောက်ကလည်းဒါကိုတေးချသဘောပေါက်ပြီးတော့နောက်ကုနာမေကိုအလုအလုဆောင်လုပ်ရင်တိတိကျပြောပြီးတော့နောက်ထပ်မလုပ်ဘူးဆုံးမဖို့အမှန်အရေးကြီးတာကျွန်တော်တွေ့ရတယ်တကယ်လို့နာမတော်ကိုပော့ပော့တဏအသုံးပြပါကဘုရားသခင်တန်ရှင်ခြင်းကိုကျွန်တော်တို့ဖြစ်စည်းလိုက်တယ်လို့ဖြစ်သွားတယ်ဘုရားသခင်တန်ရှင်ခြင်းကိုလှည့်လူရှုတယ်ဖြစ်သွားတယ်ဘုရားသခင်ဖြတ်မှတ်ခြင်းကိုလှည့်လူရှုတယ်လို့ဖြစ်သွားတယ် အလားတူပဲဇနီးတဲ့ခင်မွန်းတဲ့အသိတော်သိအုပ်ကျွန်းနှစ်တယောက်သူတို့ရဲ့ဂုံတိတ်ခါကိုကြဆင်အောင်ကျွန်တော်လှုပ်လှည့်ခြင်းဖြစ်ပါတယ်။ဒါကြောင့်တိတ်အရေးကြီးပါတယ်။ဒီယစ်ပရောဟိတ်ဒီကိုဖျားခင်ပြောတယ်။မင်းတို့ငါ့ကိုမယုံမသိလို့နေကြတယ်တဲ့။မယုံကြည်သူပြောရမဟုတ်ဘူးနော်။ကျွန်တော်ရဲ့ပုံသက်တွေကိုယုံကြည်သူအားလုံးလိုက်ပါမယ်။ကျွန်တော်တင်းစီအောင်ကျွန်တော်တိတ်ကျေးဇူး ဖယားရှိခရုံးမယ်ဆိုရင်တဲ့ဖယားကိုလက်ဥတီချချီရီရိုတီတီဆူတောင်းပါတဲ့။ဘာကြောင့်လဲဆိုရင်ဖယားသခင်ဟာဘယင်တကာရဲ့ဘယင်အရှင်ကရဲ့အရှင်ကျွန်တော်တို့ယဉ်ကျေးမှုအရာနှုတ်ဆက်ရင်တော့ရီရိုတီတီနဲ့လူကြီးတွေဆိုရင်နော်အခုကျွန်တော်ယဉ်ကျေးမှုမပါပေမဲ့လူကြီးတွေရှိရင်လက်ဥတီချီကရုဏာပြုကြတယ်။ဒီနေ့ကောင်းကင်နေမြေကြီးကိုဖန်ဆင်းတဲ့ဖယားရှင်ရှိမှဝင်ရင်တော့ကျွန်တော်ထင်းတယ်လို့ပုံပြပန်းပြအဝတ်စားလဲကြိုက်တယ်လို့ဝတ်ပြီး အဲ့လိုလို့တော့ဘုရားကမယုံမသိလို့တာကျွန်တော်အရင်တော့စစ်တောင်းအာလက်တိလက်မွန်တော့စွေရီထုအဲ့ဒါမှတခါလေးဝိညာဉ်တော့ပါစစ်တောင်းနေထင်ကြတယ်တကယ်ဆိုအဲ့ဒါမယုံမသိလို့နေလားကျွန်တော်တိလာတဲ့အခါမှာအဲ့လိုကျွန်တော်စွမတောင်းတော့ဘူးဘာဖြစ်လဲကျမ်းစာပြောတာမြေကြီးပေါ်မှာကျွန်တော်နှစ်ယောက်သုံးယောက်သဘောတူပြီးစုဝင်ကျွန်တော်အလင်းမှာဘုရားခင်ရှိတယ်တခင်ရှိကျွန်တော်ရှိမှာရှိနေတကယ်ပြောကြတော့ဒါပြပါကိုရောပါအလုံးကိုရောပါပြောနေမိင္ကမယုံမသိလို့နေတာပဲ เนาะကျွန်တော်တင်းဆရာပြောဘုရားသခင်ကစိတ်ရှိလို့တော်သေးတယ်တဲ့ငါသူ့လိုလိုစိတ်လို့ရှိမလို့ဦးတဲ့လူကြီးတယောက်ရှိမှလည်းတလက်ကြည့်ပါအာနာပင်ရှိမှတလက်ရဲလာဘယ်လိုမလို့ရဲဘူးဖယောင်းကြတော့မယူသေးကြမှာမင်းတို့ငါအဖတ်မှလင်းတဲ့မင်းတို့ကိုငါကိုကောင်းရင်မရှိတဲ့အဖေလို့ခေါ်တယ်မင်းတို့ငါမယူမနေလို့နေတာတဲ့တခိမမင်းတို့ကြောက်အောင်မကြောက်လို့မကြောက်ဘူးတဲ့ဘုရားသခင်ကိုကြောက်ရွံ့ယူသေးစိတ်အရေးကြီးတယ် ဒီကနေ့ကျွန်တော်အမှုတော်ဆောင်များစွာဆုတောင်းရင်ဘောမီအကြီးလက်၌ဘုရားရှင်ရဲ့ချစ်သူမဆွေပြင်ဖို့နော်အမျိုးမျိုးတစ်ခါလဲဘုရားရှင်ရှင်မှာလက်ဒီလက်မုံတောင်းတော့လူကြီးတယောက်ရှိမှအဲ့လိုတော့လုပ်ကြည့်မလားလုပ်ရင်းလားမလုပ်ရဘူးဒါကြီးပရောဟိတ်ဒီမင်းကြီးလားနော်ငါဖျားမှန်လေငါအဖေမှန်လေဘလောက်ငေါ့ယူသေးတယ်လေဘလောက်ကြောက်ရွံ့တယ်လေကျွန်မမြန်မာစကားမှာကြောက်ရွံ့ယူသေးခြင်းဒီနေ့အမှုတော်ဆောင်များဆိုအထူးဖြင့်လူငယ်အမှုတော်ဆောင်လေ အယူသည်တန်ကုန်ကြပြီသူတို့အပြည့်သူတို့လူတွေလည်းအဲ့လိုဖြစ်ကုန်ကြလေဒီကဖျားသခင်မျက်မှောက်တော်မျက်မှောက်တော်လို့ပြောတယ်ဖျားသခင်ရှေ့မှာလူကြီးရှေ့မှာတွားပြီးတော့အယူလိုတကနေကြီးပဲခုံကောက်နေကြီးပလားသူ့ဘော်ဒီကနေဆွဲထုတ်သွားမယ်ဒါနှစ်ဦးသဘောတူတဲ့အရာမှာဒါဘိမှန်တော်နှစ်ဦးသဘောတူဖြီးပြော်ရင်းလို့နေတဲ့ကိစ္စမရှိဘူးနော်ကျွန်တော်နှစ်ဦးသဘောတူဖျားကိုးပြဖို့ပြင်းတဲ့ဖျားသခင်ရှိနေတယ်ဆိုရင် ငါကိုရင်ယူသည်လေးမင်းတို့ဆုတောင်းကြပါငါ့ကိုပြုမူကြပါယေပရဟိတ်တွေကိုအဲ့ဒီလိုမလုပ်ချင်းဟာဖျောင်းကြည့်ပါပြောလေငါနာမတော်ကိုသရဖျားသခင်ပြောရတယ်နော်မထီမိမင်ပြုတော့ယေပရဟိတ်တို့ကိုငါမင်းနေတယ်ဒီနေ့မှုတဆောင်တို့ကျွန်တော်ရဲ့ပုံစံကိုလိုက်ပြီးတော့ကျွန်တော်အတင်းသူအတင်းသားတွေဟာဖျောင်းသခင်ကိုစုပေါင်းပြီးတော့ မထီမဲ့မြင်ပြနေသလားပြန်စဉ်းစားပါဒါကြောင့်ဆာလန်စီအမြင်ပြပါလေ search me oh god my no i ပြန်တဲ့ကျွန်တော်စစ်စစ်ပါပြီးတော့အတိမပြုပါကျွန်တော်နှလုံးကိုအတိမပြုပါဘုရားခင်ရှိမှနှလုံးသားနဲ့ကိုယ်ကိုယ်ပို့တချင်စနေရဆူတောင်းတဲ့အခါမှာတိတ်ပြီးတော့ကျွန်တော်သဘောကျလာကအဲ့ဒါကကျွန်တော်ကိုလည်းဘုရားခင်ယူတည်ဖို့ဘုရားခင်ကဒီအဖြစ်တုံတယ် တို့ဘုရားရှင်ကုန်းလို့ချီးမွမ်းတယ်ကဘုရားခင်ကုလိုကအနန္တတကူနဲ့ပြည့်စုံတယ်မေတ္တာတော့လည်းအနန္တပဲတစ္ဆာလည်းအမရတည်တဲ့ဘုရားဖြစ်တယ်တန်ရှင်ကြီးကလည်းကောင်းကင်တမှာဂတိကတာကတန်ရှင်တန်ရှင်တန်ရှင်လို့နာမတော်ကိုမထီမဲမီနာမတော်ကိုချီးမွမ်းနေရတဲ့ချီးမွမ်းအပ်တဲ့ဘုရားဖြစ်တယ်ဘုရားကိုအဲ့လိုတိလာတဲ့အခါမှာကျွန်တော်ဘုရားခင်ရှေ့ဝင်တဲ့အခါမှာနော် ဖြစ်နေကျွန်တော်ခရီးဝီမှာဒူးထောက်တယ်လက်ဥချီတယ်နော်ဒီချောင်းရေရွသေးလေးနဲ့ဘုရားခင်ရှိကိုဝင်းတယ်ဘုရားခင်ရဲ့အမှုတော်ဆောင်တယောက်ဖြစ်တယ်ကျွန်တော်ဌာနမှာအကြီးကြီးဖြစ်တယ်အဖွဲ့တွေမှာကျွန်တော်ဥပိ္ပဒါဖြစ်တဲ့အခါမှာဆွတ်တောင်းတဲ့အခါတိုင်းမှာရေရွသေးသေးနဲ့ဘုရားကျောင်းသွားရင်လည်းရေရွသေးသေးနဲ့သူများဆွတ်တောင်းလက်ဥချီပြီးတော့ကျွန်တော်အတိပ္ပဘုရားခင်ရှိတော်ကိုဝင်းပါတယ်အမှန်အရေးကြီးပါတယ် ။ဒါကြောင့်အဲ့လိုမထီမင်ပြုတဲ့အခါမှာဖျားစခင်ပြန်မီးတယ်။ဘယ်လိုမီးလဲဆိုတော့အကျွန်ုပ်တို့ဒီနာမတော်ကိုအဘယ်သို့မထီမင်ပြီးပြုပါသည်နည်းဟုတင်းတို့မီးရတယ်။မင်းတို့ငါနာမကိုမထီမင်ပြီးပြုတယ်ဘယ်လိုလုပ်လဲမီးရင်တဲ့။ညင်ညင်သောအစာကိုငါရစ်ပလင်ကိုဆောင်ပြေးကြသည်တကား။ညညရဲ့အစာကိုဘုရားကြီးရှေ့မှာရစ်ဖို့ဆိုတော့မကြိုက်ဘူး။ကြမ်းသာထဲမှာခွေးကိုရောင်းနေ ငွေပြည်သားလောက်တဲ့ငွေဖျောက်ရင်ရှိပူဇော်တယ်ကမကြိုက်ဘူး။ဒါတခါလေကျွန်တော်ဆွတောင်းလေဖျောက်ခင်ကျွန်တော်လူငွေအညဉ်ညွတ်နဲ့တန့်ရှင်းအောင်လုပ်ပေးပါ။ဖရိရှဲတွေလည်းအပြင်းပါဆွတောင်းကြတယ်။ဒီမိတို့ငွေမတန့်ရှင်းဘူး။အဲ့ဒါဘေးမှာတော့မှငါတို့အသိရှိတဲ့နောက်အမတရားဆိုရင်မင်းတို့90ရမယ်။အဲ့ဒါလေးပြီးတော့လူတွေကခေါင်းမဖြတ်နေတာ။အဲ့ဒါလို့အမှုရဆောင်တွေလုံးလုံးမရဘူး။ဒါခါလေကျွန်တော်တို့အလူငွေလူရှင်တော့ကြောင့်အကျုပ်ဆယ်ရဟိုသူတို့ လုတ်တာလည်းမဆွလို့မဆွပါဘူးသူတို့အတင်းတော့မဆွရင်းနဲ့ချောချောလှလှအပြုတ်လေးလှလှပေါက်မှုခံပြီးအလူခံခိုင်းနေတယ်။ဘာမဖြစ်လို့လဲ။ကျွန်တော်ဂျေဆင်ချက်ချ်မှာတင်းတောက်လူကြီးတွေပဲလူငယ်ကောက်တယ်။အော်အဲ့တော့အဖိုးကြီးဆိုပြီးထည့်ချင်မလဲ။အဖိုးကြီးဆိုပြီးတချက်အပြုတ်လေးဆိုတော့တခါလဲတတိယလူမျိုးရဲ့အိတ်ချောင်တွေကပတ်စံနဲ့ခုံထွက်လာပြီ။အဲ့ဒါဘုရားရှင်ကြိုက်တာမဟုတ်ဘူးနော်။စေတနာစိတ်ဖြင့်လူတွေလူကိုဘုရားကြိုက်တာ။သူများတင်း90လူကြီးငါတော့ တင်း60လှုပ်မယ်။နောက်တရလည်း80လည်းနောက်တရတရလှုပ်မယ်။ဘုရားခင်ရှေ့မှာအဲ့ဒါတွေကလုံးဝအကျိုးမရှိနိုင်ဘူး။ယုံရှာစရာဖြစ်တယ်ဆက်စုယုံရှာရှုဒါတွေမလုပ်ပါနဲ့။နောက်တစ်ခါနောက်တစ်ခုမေးတာကမင်းတို့အားတဲ့ငါရဲ့ကျေးဇူးတော်စပွဲကိုရုံမှစီကြတယ်။ဘုရားတရားကျေးဇူးတော်အခမဲ့ပေးတာ။အလူငယ်ဘလောက်ထည့်ရင်ဘလောက်ပြန်ရမလဲ။ဟာကြည့်ခုစစ်ကြီးကဒီလောက်ထည့်နေပြီ။အတင်းတို့ကလေလံပွဲ 说不了，听好不了，都是骗人家的。哈，胡说！这天热，顶得伢子嘞，那点伢子还在住没？我，我就是没那没那没天的了。我这个住这不不不不离的，那时候家里少的很，只嘛顶得潮。这什么皮了？这老鱼呢，真难办。哦，广东那边的水比较咸一些嘛，你们来吃嘛嘞？没事干到一干个一步上里啊，必须淋好喽。没事干呢，水啊，偏干。啊，对喽。 အတင်းကခေါင်းဆိုင်ပြေးပါမျက်စင်ခတ်ပါလေဝิญဉ်မျက်စိကန်းနေရင်တော့နှုတ်ကပတ်တော်တွေကျွန်တော်အကုန်မဟုတ်တော့ကိုထင်တာရှောက်ပြောတော့အဲ့ဒါမျက်စိမျိုးဝင်းမျက်စိကန်းတဲ့လူတွေဒါကြောင့်လူကန်းနေကိုလူကန်းလူကန်းနောက်လိုက်ရင်နှစ်ရလုံးတွင်းနေကြသေးပဲတဲ့ညအဲ့ဒီလိုခဏလုံးနမေခံနေပြန်ရပြီးတော့အအောင်အခုရလို့ပြီးတော့နတ်ဆိုးတွေနေတဲ့လူတွေနောက်လိုက်တဲ့လူတွေတတိချာတော့ အဲ့ဒီနေ့ကျရင်ခရစ်တော်မသိဘူးလို့ပြောရင်အားလုံးပြင်းနေကြတေချဖို့ရှိတယ်အဲ့လိုမဖြစ်ရလေအောင်ကျွန်တော်တို့ဉာဏ်မျက်စိမြင်လင်းဖို့ဒီလောကကိုအဆိုးရတဲ့မင်းကမိစ္ဆာပရောဖက်နဲ့လှည့်ပြီးတော့မျက်စိကောက်အောင်လုပ်နေတယ်ခရစ်တော်ရဲ့ဘုန်းတော်နဲ့ပြည့်စုံတဲ့အေးဝန်လေးတရားကအလင်းရောင်ပေးတယ်ငွေကအလင်းရမပေးဘူးရွှေကအလင်းရမပေးဘူးယာတုကအလင်းရမပေးဘူးမင်းအနာရှိတဲ့လူကအလင်းရမပေးဘူးလူတွေကအလင်းရမပေးဘူး အေးဝံဂေလိတရားကခရစ်တော်ရဲ့ဘုန်းသူရင်ပြည့်စုံတဲ့အလင်းကိုကျွန်တော်ပေးတယ်။ဒါပေမဲ့ missing cup ပဲ။ဘုရားသခင်ရှိလာပါ missing cup ပါ။နောက်တစ်ခါယစ်ပူဆိုတဲ့အခါမှာတဲ့ခြေစွန့်သောအခါနာသောအခါသူယစ်ပူဆိုရင်အပြည့်ရှိတယ်မဟုတ်လော။မြို့ဝမင်းကိုသက်ဆက်ကြည့်ပါတဲ့။သူစိတ်နဲ့တွေ့မလား။ ခါလေကျွန်တော်တို့ဘုမာပြည်ဖြစ်တတ်တဲ့တော်တော်များများကတော့လေအခုတော့တိတ်မဖြစ်တော့ပါဘူးတော်တော်များဖျောက်ဆက်ကလာကြတယ်ဖျားမှုတော်ယူလာကိုရဆိုရင်အိမ်မှာဆုံးမလို့ပြတာဆိုရင်ဖျားကြောင့်စံစံကြောင့်သွားပညာရေးလည်းမထွန်းကားလို့စံစံကြောင့်သွားမကောင်းစုအကြောင်းပြတာပဲရှိတယ်ဒီခါလေကျွန်တော်တို့မိဘတွေဆုံးသွားရင်ကျုံမှုတွေတချို့တွေဘာအဲ့ဒီကနေဘယ်လိုမှအေးရလို့ အတင်းတို့လှုပ်လိုက်ပါလေ။ဘုရားခင်ရှိမှာအမတမတာအဲ့ဒါကိုကျွန်တော်မြို့တော်ဝင်တဲ့အရာရှိဒေဒီဒီကျွေးအရာတောင်ရှိတဲ့ပုံကိုယ်တွေတပေးကြည့်မလားကျွန်တော်အစက်ခါရမှာအစုခါမှာကျွန်တော်လုပ်တဲ့အလုပ်တောင်ပြုတ်သွားမှာအကောင်းဆုံးပြီးတယ်မဟုတ်ဘူးလားဒီဘုရားခင်ကသူ့အကောင်းဆုံးပြီးပါတော့ပထမဦးဆုံးဒါလေးမပေးခင်ကျွန်တော်ကဘုရားခင်နဲ့ ဆုတောင်းတဲ့အခါမှာအစပြောဘုရားခင်ကျွန်တော်အတူရှိနေရေးဆိုတာကျွန်တော်အမှုတော်ဆောင်နေအစမပုံတက်နေရေရွတ်သေးလေးကျွန်တော်တင်းစရာလုံလုံတဲ့အခါမှာကျွန်တော်တင်းသားတယ်အားလုံးကျွန်တော်ရောက်တဲ့နေရာထဲမှာပြောတဲ့အခါမှာအဲ့လိုဖြစ်လာကြတယ်။နောက်ဘုရားသခင်မယုံမသိပြုခြင်းကနေကင်းလွတ်လာကြတယ်။ဒါကြောင့်ဘုရားသခင်ကဘယ်သူမှမထီမင်းပြုခြင်းမခံဘူးတဲ့တတိထားပါဘုရားသခင်မထီမင်းပြုခြင်းမခံဘူးတဲ့ 今年嘛，天门没比你那时间，叫他比边家呀，比邻家呀。那这小电脑里子里呀，淘地里干嘛？都是等于个像以前种着二亩六百呢，作为土料种着二亩六百呢，平常天没有没、啊、得漏的,的，比边那家呢。然后这两年搞好别的边呢，好空的空呢，没六百呢，都这些嘛。不然人家也不然些个，五年的时候，那农村人不着就有得的，为嘛？ ။ဘာကြောင့်အရေးကြီးလဲဆိုအဲ့ဒီလိုဘုရားကိုယုံကြည်တဲ့သဘောနဲ့ဘုရားသခင်ရှိကိုဝင်တာအင်မတန်ဘုရားနှစ်တဲ့အမှုဖြစ်တယ်။နော်ကောင်းတဲ့အမှုလည်းဖြစ်တယ်။ဆန္ဒဆရာကပြောထားပါလေ။ဒါကျွန်တော်တို့အဲ့ဒီလိုဘုရားကိုကျွန်တော်နှစ်ရောက်သဘောတူပြီးစုဝေးလိုက်တာနဲ့ကျွန်တော်အလင်းမှာကောင်းကင်နေမြေကြီးကိုဖန်ဆင်းတဲ့ဘုရားကျွန်တော်လူသားတွေအသက်ဆက်နေဘုရား ်ယနေ့တောင်ကျွန်တော်လမ်းပြအပြည့်ပြင်းနေတဲ့ဝိညာဉ်တော်ဖရာရှိနေတယ်ဆိုတော့တတိယယင်ဘသူမှမထင်မဲမလုပ်တော့ဘူးအဲ့ဒါနှလုံးမသိမိသောကြောင့်ဒီနေ့အမှုတော်ဆောင်များစွာလို့ဒီအဲ့ဒါကိုလှစ်လျှူနေသောကြောင့်ကျွန်တော်အားဖြင့်ကျွန်တော်အတင်းသူအတင်းသားတဲ့ကျွန်တော်စုဝေးတစ်ဖွဲ့လုံးအဲ့လိုစုဝေးတဲ့အစုဝေးဖရာခင်ကလုံးဝမနစ်သက်ဘူးတဲ့အဲ့လိုဖြစ်နေကြတယ်တရား33ခုမြောက်သောဆာလဆိုတာเนาะကျွန်တော်အားလုံးသိကြပါလေ ဒါပေမဲ့လိုက်နာတဲ့လူတွေနဲတယ်ညီကိုတို့ဒီသဘောတူရဲ့ပန်းဖို့ကြတဲ့အရာမှာတင်းဥကဆက်လာပြီးတော့ငါတို့သဘောတူပြီးတော့ဖျားသခင်ရှိနေတယ်နော်ဖျားသခင်မယုံမသိလို့တော့မကြိုက်ဘူးကျွန်တော်တင်းဥဆရာဆိုရင်အဝတ်စားလေးလော်လီဝုတ်လိုက်တင်းပြန်ခိုင်းတယ်ဖျားသခင်ရှိလာတော့ဒါမျိုးမလာနဲ့တော့လုံချင်ဝုတ်ပြပြန်လာခဲ့တချို့ကအဲ့ဒီဝုတ်မှာပဲခင်မိတယ်ထင်နေကြတယ်ဖျားသခင်ရှိလာလာလေး ်လူကြီးကြီးရှိနေအဲ့လိုဝေရဲတယ်လို့ရှိလားအေးသူ့ရဲ့အလုံမှာလုံလုံမှာဘောသူရှိတဲ့နေရာအဲ့ကံမွေးသွားရင်လုံမှာဘောဖျားသခင်ရှိဝင်လာလေဖျားသခင်ရှိကိုသဘောတူလဲပေါင်းဖို့လဲအရာမှာအလုံကောင်းတယ်အလုံတင့်တယ်အဲ့လိုနေတဲ့အရာမှာသာရဖျားသည်အစီအမြတ်အသက်ရှင်ကြီးခွင့်တည်ရတော့ကောင်းကြီးမင်္ဂလာကိုပေးမယ်သူကောင်းကြီးမင်္ဂလာအစ်စ်ပံကိုရရှိဖို့ကျွန်တော်တို့ဒီကနေ့ suit down စကားပေါ်ရည်ကြည့်ပါတယ်အထူးသဖြင့် ဖရားကိုယူသေးဖို့ဖရားကိုမထိမိမမလုပ်ဖို့အတိတတိထားဖို့အမှန်တရားရည်ကြည်ပါလေဒီကနေ့အတွက်မြန်မာနိုင်ငံခရိယအတင်းတော်ဘောင်းဆိုဆုတောင်းရကော်မတီရဲ့ဆုတောင်းချက်နှစ်ချက်ကတော့ကျွန်တော်ဒီအသက်ရှင်မှုများသည်ဖရားသခင်ကိုမထိမိမပြုခြင်းမယုံမတည်ပြုခြင်းများလုခင့်မိတဲ့အတွက်နောင်တရပြီးဆုတောင်းမှုဖြစ်ပါလေအထူးသဖြင့်ယေဘုဟိမြန်တေဥကြီးမြန်ကျွန်တော်တက်တာကို အတင်းတော့ခေါင်းဆောင်များအဖွဲ့စည်းခေါင်းဆောင်များတကယ်လို့ဒီအရာကိုနှလုံးသွင်းမိရင်နောင်တနဲ့ပြောင်းရင်ရှင်းပါဝင်ဖို့ကျွန်တော်အတူတူဝင်ကြပါစို့ဖျံသခင်အားနာဝိညာဉ်အဖြစ်၎င်းတစ္ဆာနဲ့၎င်းမကိုးကွယ်မိပဲနှုတ်ဖြင့်သာချီးမွမ်းပြီးနှလုံးသားတွင်ဖျံသခင်အားညင်းဆန်မိခြင်းဖျံသခင်အလိုလိုကိုဝမခံခြင်းဖျံသခင်ကိုယူမတည်မထိမင်းပြုခြင်းအပြစ်များကိုဝန်ချတောင်းပါမည် စွတ်တောင်းဝတ်ဖြစ်ပါတယ်အလားတူမင်္ဂလာဇနီးမောင်နှံများနဲ့ဝိနည်းရှင်များထိုကဲ့သို့တတိလစ်ပြီးတော့မပြစ်ပါမိဘူးဒီနေ့ကျတော့စပြီးအသုံးစုရှုရင်ကျွန်တော်တို့စတဲ့ဖြစ်ဘမကြီးပြည်လုံးမှာရှိတဲ့ခရိယာနေရတညင်တညင်တီစွတ်တောင်းတဲ့ခါမှာဖျားခင်ရှိဝင်တဲ့ခါမှာဖျားရှိကြောင်တိမှပြီးတော့ဖျားကိုယုံတည်သမှုပြုခြင်းအပြင်ဤကဲ့သို့သဘောတူသောမြန်မာနိုင်ငံကြီးမှာ ထရဖျားရဲ့အစီအမင်းအသက်ရှင်ကြီးမင်္ဂလာရဖို့ကျွန်တော်တို့ဆုတောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖမျက်စော်သောဖျားသခင်ကျွန်တို့ရဲ့အသက်အသက်ရှင်မှုများသည်ဖျားသခင်ကို မထင်မဲ့မီပြုခြင်းမယုံမသေးလို့ဆောင်ခဲ့ခြင်းများအတွေ့ကိုတော့ကျွန်တော်တောင်းပန်ပါတယ်။တခါလေမတိမသားနဲ့ကျွန်တော်လှူဆောင်မိခဲ့မိကြပါလေ။ဤအပြစ်များကို ခွင့်လို့လေ။ ကောင်းကင်နေမြေကြီးကိုဖန်ဆင်းတဲ့ဘုရားရှေ့မှာကျွန်တော်စုဝေးတယ်ဆိုတာတတိယပြီးတော့ယုံကြည်ခြင်းနဲ့ရှေ့တော်မှာကိုဝင်နေဖို့ကိုတော့ကောင်းကြီးပေးတယ်မပါဤသို့အားဖြင့်ဘုရားသခင်ကိုမထိမဲ့မြင်ပြုခြင်းမယုံမသေးပြုခြင်းကနေကျွန်တော်ရှိကကင်းလို့စီလေကျွန်တော်အသင်းတော်တွေမှာမရှိဖို့ကိုတော့မဆောက်တယ်မပါဘုရားသခင်အားနာဝိညာဉ်ဖြင့်၎င်းတစ္ဆာနဲ့၎င်းမကူးကွယ်မိပဲ နှုတ်ဖြင့်သာချီးမွမ်းပြီးနှလုံးသားထဲတွင်ဘုရားသခင်ကိုညှင်းဆန်လက်ဘုရားသခင်ကိုမယုံမတည်လုပ်ခဲ့အပြစ်များအတွက်လည်းကျွန်တော်ဝန်ချတောင်းပန်ကြပါတယ်ကိုတော်ခွင့်လွှတ်တော်မူပါအလားတူမင်းနှစ်ရှင်များနဲ့မိမိတို့ရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံတို့လည်းအလားတူကိုတော်ရှိမှယူတည်ခြင်းနဲ့ကိုယ်ွယ်ခြင်းအဖြစ်ဂျေဇုတို့ကိုချီးမွမ်းယူနေမှာကသူတို့ရှိတဲ့နေရာတိုင်းမှာ သရဖျားရဲ့အသက်ရှင်ခြင်းမင်္ဂလာကိုခံစားရဖို့ကြွယ်ဝစွာကောင်းချီးပေးတော်မူပါ။သခင်ဖျားကိုတော်တိုင်ကျွန်တော်တင်ပေးခဲ့တဲ့ပထနာတော်အတိုင်းကျွန်တို့သည်ရှေ့တော်မှောက်တယ်။ယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းပါလေမေတ္တာပို့ဆုတောင်းပေးကြမြင်ပါ။ကောင်းငင်ဘုံ၌ရှိတော်မူသောကျွန်တို့ဒီအဖာကိုတော်ဤနာမတော်အားယုံကြည်လေးမြတ်ခြင်းရှိပါစေတော်။ နိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကြသောမြေကြီးပေါ်မှာပြည့်စုံပါစေတော်အသက်မွေးလောက်သောအစာကိုကျွန်တို့အားယနေ့ပေးသနာတမှုပါသူတစ်ပါးသည်ကျွန်တို့ကို ပြမာသောပြင်းများကိုကျွန်တို့သည်လွတ်တကယ်သောကျွန်တို့ဒီအပြစ်များကိုလွတ်တယ်မူပါအပြစ်သွေးဆောင်သူမလိုက်မပါစီပဲ။ မကောင်းသောအမှုရာမှလည်းကယ်နှုတ်တော်မူပါအစိုးပိုင်သောအခွင့်နှင့်ဘုံတကူအာနုဘော်တော်သည်ကဘာဆက်ဆက်ကူတော်၌ရှိပါ၏အာမင်အစီစဉ်အဆုံးတော်မူအတွက်ဓမ္မတိရှင်ပါ25ဘုံတော်ခိုးလို့မရှိရင်ဘုံတော်ရှင်ဘရင်ကိုကျွန်တော်ကိုယ်ွယ်ဝတ်ပြကြတယ်သူရဲ့တကူတော်ချစ်ခြင်းကိုကျွန်တော်ချီးမွမ်းပြီးတော့တည်ဆူရဲ့ 就那个国家什么的行业，喏、呃，阿日多我们看下、啊、边的行，偏都给我教用有的一种西部，就个个来偏都去啊，忙着，你比如说你啊，现在去拍电影噻，那冷冬来，对对哇，气温低，所以叫嘛是。 ောဖတ်မြတ်စွာသောဘုရားသခင်တပည့်တော်များကယောဟန်ဒီသူတပည့်များကိုဆုတောင်းခြင်းတင်မင်းတယ်လို့တင်မင်းပါလို့ပြောတဲ့အခါမှာရှေ့အစချင်းကိုရရှင်ရဲ့အရေးကြီးတဲ့တုန်တင်ပြီးချက်ကိုနှလုံးသွင်းနေဖို့ကောင်းငင်ပုံ၌ရှိတော်မူသောကျွန်တော်ဖာကိုရိန်နာမတော်အားယူဒီလေးမြတ်ခြင်းရှိပါရှိတော်ဆိုတဲ့ကိုရောအရေးကြီးတဲ့ တုန်တင်မှုကိုကျွန်တော်စုဝေးတဲ့အခါတိုင်းမှာမြောက်တုံးကိုစုဝေးရင်ကိုတော့အလယ်မှာရှိတယ်ဆိုတာသိပြီးတော့ယုံတည်တမှုပြုခြင်းအားဖြင့်ကျွန်တော်ရဲ့ယုံတည်မှုကိုအခြားသောသူများသည်မြင်လာပြီးတော့ကိုတော့နာမကိုယုံတည်လာနိုင်သည့်တန်အောင်မင်္ဂလာဖြစ်ဖို့ရာထရဖျားသည်ကျွန်တော်တို့ကောင်းကြီးပေးရေးဆောင်မကြည့်ရှိပါစေတော့ကျွန်တော်တို့ဘုမာကိုရရှင်မြတ်နာအလယ်တော်ကိုလွှတ်လျက်ကျွန်တော်တို့အားဂယုနာကျေးဇူးပြုတော်မူပါစေတော့ ကျွန်တော်တို့ကိုကတော့မြို့ကြည့်ရချမ်းသာပေးတော်မူပါစေတော်။ခမည်းတော်ဖျားသခင်ရဲ့မြစ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကြီးစွာတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့မိတ္တာဘွယ်ချင်းကြီးစွာအပေါင်းတို့သည်ကိုတော့ကိုကိုယ်ွယ်ယုံကြည်ကြသောခရိယာအသီးသီးနှင့်အမှုတော်ဆောင်အသီးသီးပေါ်မှာယခုမှစ၍ကာလအစဉ်မြတ်တက်ရောက်တည်ရှိတည်နေပါစေတည်း။အာမင်။